လုံးဝမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဝိတန်တတော်မဲ့အစ္စလာမ်မှာခချက်နဲ့ကပလူခွင့်တမ်းမရနိုင်တော့တဲ့တူကိုရီးယားအကြောင်းရိုင်းနီယာအတွက်နောက်တစ်ပွဲလင်းလင်းမြန်မြန်စီစဉ်ပေးလိုက်တဲ့ UFC ရဲ့အကြောင်းရုံးပွဲနဲ့အတူ နောက်တစ်ချိန်အနားယူသွားခဲ့တဲ့ Jose Aldo ရဲ့အကြောင်း Stanford တက်ပြန်မလာခင်မှာကပကကွန်ပွင့်တပွဲထူးတက်သွားရဖို့များနေတဲ့ဒနီဇန်ဘူဝန်ကန်ရဲ့အကြောင်း နိုင်ပွင့်ပြင်းရှားတွိတ်သွားခဲ့တဲ့အောင်လိုက်ရဲ့ပြိုင်ဖက်ဘော်ရန်ဂျီတူဖြစ်တဲ့ဗီတလီဘစ်ဒက်ရဲ့အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံ့တန်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ UFC 315ပြိုင်ပွဲဟာဆိုရင်တော့ပိတ်သက်တွေအားလုံးစိတ်ဝင်စားဆောင်ကြည့်ခဲ့ရတဲ့ပြိုင်ပွဲတစ်ပွဲပင်ဖြစ်ပါတယ်။ဒါကလည်းတွဲဆိုင်တွေစိတ်ဝင်စားစရာကောင်းနေတဲ့အပြင်ကိုမှနောက်ထပ်တွဲဆိုင်တွေအတွက်ပါဒီပြိုင်ပွဲကြီးကအဖြေထုတ်ပေးသွားတာမဟုတ်လို့ပဲဖြစ်ပါတယ်။ UMC 215ပြိုင်ပွဲရဲ့ဂေါင်ပွဲမှာဆိုရင်တော့ချက်တယ်လာမဒလနာကဘလယ်မိုဟာမက်ကိုအနိုင်ယူပြီးတော့ဝေနာဝိတ်တန်းရဲ့ချန်ပီယံအတစ်တူဖြစ်လာခဲ့ပါတယ်ဒီပွဲမှာတော့ဘလယ်မိုဟာမက်ရဲ့ပွဲချင်းခဲ့ပုံမာယွင်းခဲ့တယ်လို့ပြောရမှာဖြစ်ပြီးတော့ချက်တယ်လာမဒလနာလိုဘောက်စင်တမားကိုမှရှင်ထိုးဖို့အတွက်ဆုံးဖြတ်လာခဲ့မိတာပဲဖြစ်ပါတယ်ဟမ်မွန်မန်ကောင်းတဲ့ချက်တယ်လာမဒလနာကိုရှင်ထိုးဖို့ကမလွယ်ကူခဲ့ပင်နဲ့ဘလယ်ရဲ့ထူးချက်အများစုကအလေးအလွင့်ဖြစ်သွားခဲ့ရပါတယ် သူရဲ့ပုံစံအတိုင်းမကစားခဲ့တဲ့နောက်မှာတော့ဂျက်တလာမန်ဒလင်နာကထိချက်အသားစီးရရှိသွားခဲ့ရပြီးတော့အချီတိုင်းလူလူမာဘယ်လေကနိုင်နိုင်ခဲ့ရပါတယ်နောက်ဆုံးအချီမှာတော့ဂျက်တလာမန်ဒလင်နာကပဲထိန်းကစားသွားခဲ့ပြီးတော့ဘယ်လေမိုဟာမက်ကိုအမတ်အပြည့်အသက်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီပွဲရလဟာဆိုရင်အစ္စလာမ်ကချက်နဲ့အီလီယာတူကူရီယာတို့ရဲ့တွဲဆိုင်အတွက်ပါအဖြစ်ပြီးသွားခဲ့ပါတယ်။ဝဲမတိုင်ကင်မန်ကတဲ့က တနဝိုက်ကိုတိုင်ကကြီးညာထားတယ်လို့ပဲဘလင်မိုဟာမက်ဟာချန်ပီယံဆက်ဖြစ်ခဲ့မယ်ဆိုရင်တော့အစ္စလာမကချက်နဲ့အီလီယာတူပူရီယာရဲ့တွဲဆိုင်က ဖြစ်လာမယ်ဆိုပေမဲ့ဘလင်ကချန်ပီယံပြုတ်သွားမယ်ဆိုရင်တော့အစ္စလာမကချက်ကဝေဒဝိတန်ကိုတက်ပြီးချန်ပီယံခပ်ပတ်စင်ခေါ်တော့မှာဖြစ်ပါလိမ့်အစ္စလာမကချက်နဲ့အီလီယာတူပူရီယာရဲ့တွဲဆိုင်ကိုမျောနေကြတဲ့ပရိသတ်တွေအတွက်ကတော့တရင်စူးကြီးဖြစ်သွားခဲ့ရပါလိမ့် ။အစ္စလာမ်ကချက်ဝိတန်တက်လာမယ်ဆိုရင်တော့ဂျက်တင်လာမန္တလင်နာအတွက်ကတော့လွယ်ကူတော့မှာမဟုတ်ပါဘူး။ဘယ်လဲမိုဟာမက်ကရှင်ထိုးဖို့ဆုံးဖြတ်လာခဲ့တယ်ဆိုပေမဲ့လည်းအစ္စလာမ်ကချက်ကတော့ဒီလိုအမားမျိုးကိုလုပ်မယ်မထင်ပါဘူး။သူအာတန်နဲ့နှစ်ပိုင်းကိုပဲအပြုတ်ကစားပြီးတော့ဝင်လုံးဖို့အတွက်ကြိုးစားသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဂျက်ဒဲလာမန်ဒလနာအတွက်ချန်ပီယံခပ်ဘက်ကိုရည်ရှိဆက်ကင်ထားဖို့ကမလွယ်ကူဘူးလို့ပဲပြောရမှာဖြစ်ပါတယ် လက်ရှိမှာသူတို့နှစ်ယောက်ကြားစကားစစ်ထိုးမှုတွေလည်းစတင်နေခဲ့ပြီဖြစ်ပါတယ်။ဂျက်တလာမတလင်နာကတော့သူ့ရဲ့တနိုင်ငံထဲတာဖိုက်တာတူဖြစ်တဲ့အလက်ဇန္ဒားဘောဂန်နိုစကီအတွက်ရှုံးကျွေးဆက်ပေးဖို့ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အီလီယာတူပူရီယာကတော့ဒနဝိုက်ကြီးညာထားခဲ့တယ်လို့ပဲချာအိုရီဗဲရာနဲ့အရင်ဆုံးထိုးတက်သွားရအောင်မှာဖြစ်ပါတယ်။သူတို့နေအောင်ရဲ့ပွဲကလာမဲ့ဇွန်လမှာကျင်းပပြုလုပ်သွားမယ်။ UFC 317ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။ ။လီလီယာတူပူရီယာအနေနဲ့ကတော့ချန်ပီယံစင်ခေါ်ခွင့်မရခင်မှာအရင်ဆုံးဆောင်မီးပွဲစစ်ခင်ရမယ်အနေထားမျိုးဖြစ်လာခဲ့ပါလေ။တကယ်လို့ဒီပွဲမှာလာအလွဲလွဲအချောချောဖြစ်သွားခဲ့မယ်ဆိုရင်လည်းကပလူခွင့်နဲ့ပါအလံဝင်းသွားနိုင်ပါလေ။ချန်ပီယံပွဲကိုပါဆွန့်လွတ်ပြီးဝိတ်တန်တက်လာတဲ့တူပူရီယာအတွက်နောက်နှာရစရာတွေဖြစ်လာတော့မလားဆိုတာကလည်းကျွန်တော်တို့ပရိသတ်တွေအနေနဲ့စိုးရင်တကြီးနဲ့ဆက်လက်ဆောင်ကြည့်သွားဖို့လိုအပ်နေပါတယ်။ UMC ကတော့ကျူတင်တင်းတွေထွက်နေတဲ့ Rainier Director နဲ့ Robert Whitty ကတို့တွဲဆိုင်ကိုလင်းလင်းမြန်မြန်ပဲကြီးညာလာခဲ့ပါတယ်။လာမယ့်ဇွန်လလကျရင်အဘူဒါဘီမှာချင်းပပြည့်လွတ်သွားမယ့် UMC Fight Night ပြိုင်ပွဲမှာ Rainier Director နဲ့ Robert Whitty ကတို့တွဲဆိုင်ကိုကောင်းပွင့်အနေနဲ့စီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်။ပွဲကူးကျင်းခြင်းနဲ့ Rainier Director ရဲ့ဆန္ဒအတိုင်းပဲ UFC ကဖန်တီးပေးလိုက်တာဖြစ်ပါတယ်။နောက်ပြီး Robert Whitaker ဆိုတာကလည်း ရန်နီယာတယောက် UFC ကိုဆရောက်ခါစားကြတဲ့ကထုတ်တက်ချင်နေတဲ့ဆိုပြီးစိန်ခေါ်ထားခဲ့တဲ့ဖိုက်တာတအူပဲဖြစ်ပါလေ။ရန်နီယာဒိုရိုက်တာဟာဆိုရင်လက်ရှိမှာမီရဝိတ်တန်ရဲ့အဆင့်73နေရာမှာရှိနေသေးတဲ့ဖိုက်တာတအူဖြစ်ပြီးတော့ရောဘတ်ဝစ်ထိတ်ကကတော့အဆင့်9ပါ။အဆင့်ကွာနေတဲ့ဆိုပေမဲ့လည်းဘွန်နီကေကိုအနိုင်ယူပြခဲ့တဲ့ပွဲကို UFC ဖက်ကတဘောကျတာကြောင့်ဒီတွဲဆိုင်ကိုစီစဉ်ပေးလိုက်တာဖြစ်ပါလေ။ နောက်ပြီး Rainier Director ကိုစင်တင်ချင်တာကြောင့်စာမီးပွဲစစ်ပွဲလို့ပဲပြောရမှာဖြစ်ပါလေ Robert Whittaker ဆိုတာက Middle Weight တန်းရဲ့ထိပ်တန်း Fighter တယောက်လည်းဖြစ်တယ်လို့ Middle Weight Champion ထောင်းတူလည်းဖြစ်ပြီးတော့ထိပ်တန်း Fighter တွေကိုလည်းအနိုင်ယူပြခဲ့ဖို့သူဖြစ်ပါလေနောက်ဆုံးပွဲမှာလည်း Concept Chimac ကိုရှုံးနိမ့်ထားခဲ့ရတာဖြစ်ပါလေသူအနေနဲ့ကနိုင်ပွဲပြန်ယူပြဖို့အတွက်လိုအပ်နေတာကြောင့် Rainier Director နဲ့ပွဲကိုအကောင်းဆုံးပြင်ဆင်လာမှာတည်ချပါလေ ဒါကြောင့်တူတူနှစ်ယောက်ရဲ့တွဲဆိုင်ဟာဆိုရင်ပွဲချင်းကြည့်တဲ့ပွဲဖြစ်လာဖို့ရှိနေပါတယ်။ Rania Director အတွက်ကတော့ဒီပွဲတာအနိုင်ရလိုက်မယ်ဆိုရင်တော့ခက်ပနာကက်သွားမှလည်းဖြစ်ပြီးတော့ထိတ်တန့်ငါးဦးစီးရင်ထင်းလင်းပါဝင်လာနိုင်မှာဖြစ်ပါတယ်။ Stanford ပိုင်းမှာတဖြည်းဖြည်းတူးတက်လာနေတဲ့ Rania Director ကိုရှော့တွက်ထားလို့လည်းမရတော့ပါဘူး။ UMC မှာ၃ပွဲဆက်အနိုင်ယူထားတဲ့ Rania Director တယောက် Robert Whittaker ကိုပဲအနိုင်ယူပြသွားနိုင်မလားဆိုတာကတော့ ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့ MMA ပြည်သက်တွေစိတ်ဝင်တစားနဲ့အထူးတလဲစောင့်ကြည့်တော်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ UFC 315ပြင်ပွဲမှာဆိုရင်တော့ကနဝင်းဖိုက်တာကြီး Juicy Edo ရဲ့တွဲဆိုင်ကလည်းပါဝင်လာခဲ့ပါတယ်။ Juicy Edo ဟာဆိုရင်တော့ UFC ရဲ့ Featherweight Champion ဟောင်းကြီးတဦးလည်းဖြစ်ပြီးတော့2022ခုနှစ်မှာ Mirat Division League ကိုရှုံးနိမ့်ပြီးကြတဲ့က Fighter Locker ကနေအနားယူသွားခဲ့တာဖြစ်ပါတယ်။ဒုအနေနဲ့ပြီးခဲ့တဲ့2024ခုနှစ်ထဲမှာတော့ UFC ကို တကြောပြန်ပြန်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ပထမဆုံးပြန်ပြီးထိုးတက်တဲ့ပွဲမှာတော့ဂျော်နသန်မာတီနက်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒုတိယမြောက်ပွဲမှာတော့မာရီယိုပါတီစတန်ကိုကပ်ပြီးရှုံးနိမ့်သွားခဲ့ရပါတယ်။ဂျိုစီအရိုက UMC 315မှာတော့ကနေဒါဖိုင်တာတူဦးဖြစ်တဲ့အီမန်ဇာဟီဒီဆိုတဲ့ဖိုင်တာနဲ့ပွဲတဲပီးချင်းခံရပါတယ်။ဇာဟီဘီဟာဆိုရင်လည်းအသက်39နှစ်ရှိနေပြီဖြစ်ပြီးတော့ဂျူစီအက်ဒူနဲ့အသက်အရွယ်အရလည်းတိတ်ပြီးမကွာပါဘူး ဒါပေမဲ့သူကတော့နောက်ဆုံးထိုးတက်ထားခဲ့တဲ့ငါးပွဲဆက်တိုက်ကိုအနိုင်ယူပြနိုင်ခဲ့တဲ့ fighter တအူလေးဖြစ်ပါတယ်။ဒီပွဲမှာ Juicy Edo ရဲ့တက်လုံပိုင်းကျဆင်းသွားခဲ့ရပြီးဆိုတော့ကိုလည်းတွေးမြင်ခဲ့ရပါတယ်။ဒုတိယအချိန်မှာအလဲထိုးနိုင်လောက်တဲ့အခွင့်အရေးမျိုးတွေရရှိခဲ့တယ်ဆိုပေမဲ့လည်းတက်လုံကြောင့်ဘာမှဆက်မလုပ်ပြနိုင်ခဲ့ရပါဘူး။တတိယအချိန်မှာတော့တက်လုံပူပြီးကျသွားခဲ့တဲ့ Juicy Edo ကို Zahibika ပဲဖိထိုးကစားသွားပြနိုင်ခဲ့ပြီးတော့ အမတ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါလေဒီပွဲအပြီးမှာဆိုရင်ပဲဂျိုဆေးအက်ဒိုကပြန်ပြီးတော့အနာယူချောင်းကိုဂျင်ညာသွားခဲ့ပါလေအသက်အရွယ်အရလဲအကောင်းဆုံးအနေအထားမှာမရှိတော့သလိုဝိချရရတဲ့အပိုင်းမှာဆိုရင်လည်းအခက်ခဲရှိလာခဲ့ပုံရပါလေဒါကြောင့်သူ့အနေနဲ့တကြော့ပြန်ပြန်ပြီးတော့မှသုံးပွဲထိုးတက်ပြီးချိန်မှာပဲအနာယူသွားခဲ့တာဖြစ်ပါလေဂျိုဆေးအက်ဒိုဟာပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ကစားသမားတအူးဖြစ်ပြီးတော့သူ့ရဲ့ look it တွေကလည်း ပြောင်းမြောက်လွန်းလာပါတယ်။အနာယူသွားခဲ့တယ်ဆိုပေမဲ့လည်းပြည်သက်တွေကတော့သူ့ကိုဂနဝင်ဖိုက်တာတအူးအနေနဲ့ပါအမတ်ရချနေမှာတည်ချပါတယ်။စတန်ဖစ်တနဲ့ဒနီဇမ်ဘူဝန်ကန်တို့ရဲ့တွဲဆိုင်ကိုဝမ်ချမ်ပီယံရှစ်ကစီစဉ်နေခဲ့တာကြာပြီးဆိုပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်ပွဲကပြင်မလာခဲ့ပါဘူး။စတန်ဖစ်တန်ရဲ့တန်ရာကြောင့်ဝမ်ချမ်ပီယံရှစ်ကဒနီဇမ်ဘူဝန်ကာတို့ကြားဂျာဖြတ်ချန်ပီယံခပ်ပတ်လူပွဲကိုစီစဉ်ပင်းလိုက်ရပါတယ် တနည်းစံမဝန်ကနဲ့အလွယူနာရဆူဟနာရူဂျာဂျာပြတ်ချန်ပီယံလူပွဲအဖြစ်ထိုးတက်ခဲ့ကြပြီးတော့တနည်းစံမဝန်ကကပဲဂျာပြတ်ချန်ပီယံအသစ်တူဖြစ်လာခဲ့ပါတယ်။ဒီနေ့ထဲမှာတော့စတန်ဖက်တန်ကဒင်ယာကနေပြန်လည်တက်တာခဲ့တာကြောင့်ဝမ်ချမရှစ်ကအမျိုးသမီးအန်တန်ဝိတ်ခပ်ပတ်ပေါင်းစည်းပွဲကိုစီစဉ်ဖို့လှုပ်လာခဲ့ပါတယ်။ဝမ်ချမရှစ်ကလာမယ့်အော်ဂတ်စလထဲကျရင်ဒမ်ပါမြို့မှာ 1173ပြိုင်ပွဲကြီးကိုချင်းပမယ်လို့ကြေညာပြီးတော့ Stanford နဲ့ Danny Zamboan ကတို့ရဲ့တွဲဆိုင်ကိုအနေနဲ့ပွဲတဲထားပြီးထားခဲ့တာဖြစ်ပါတယ်1173မှာဆိုရင်လည်းမြန်မာဖိုင်တာတအုပ်ဖြစ်တဲ့ဆူလင်းဦးနဲ့ Lion Harrison တို့ရဲ့တွဲဆိုင်ကိုပါထည့်သွင်းပေးထားခဲ့ပါတယ်။ဒါပေမဲ့လည်း Stanford တို့ဒဏ်ရာကအရှင်းမပြောက်ခင်တည်းပဲပွဲထိုးဖို့အတွက်အဆင်မပြေသေးဘူးလို့တည်ထားရပါတယ်။ဒါကြောင့် One Championship ကခပ်ပတ်ပေါင်းစည်းပွဲ တွဲဆိုင်ကိုဖျက်သိမ်းလိုက်ရပါတယ်။ ွဲဆိုင်တယ်မဟုတ်ပဲဝမ်ချမရှိကဒန်ဗာမှာကျင်းပဖို့စီစဉ်ထားခဲ့တဲ့ပြိုင်ပွဲကြီးတစ်ခုလုံးကိုပါဖျက်သိမ်းလိုက်ပြီးတော့နောက်နှစ်ထဲမှာပြန်လည်ကျင်းပသွားမယ်လို့ကြေညာခဲ့ပါတယ်ဒါကြောင့်ဆူလီဦးနဲ့ Lion Harrison တို့ရဲ့တွဲဆိုင်ပါပြတ်သွားခဲ့ရတာဖြစ်ပါလေ။တစ်ဆက်တည်းမှာဒန်ယာကြောင့်ပွဲဝေးနေခဲ့ရတာကြောင့်ပြီးဖြစ်တဲ့ Stanford တက်ကဒူမိုက်ရဲ့အန်တန်ဝိတ် MMA ချန်ပီယံဘွဲ့ကိုလက်လွတ်သွားခဲ့ရပါလေ ဒါကြောင့်ပဲဂျာဖြန့်ချန်ပီယံဖြစ်တဲ့ဒနီဇမ်ဘိုဝန်ကာကပဲအလိုအလျောက်ချန်ပီယံတဦးဖြစ်လာခဲ့ပါလေ။လက်ရှိအနေအထားအရဆိုရင်တော့စတန်ဖက်တဟာယခုနှစ်ထဲမှာပွဲပြန်လည်ထုတ်တက်နိုင်ဖို့အတွက်အနေအထားမရှိနေတော့ပါဘူး။ဒီမှာအနေနဲ့နောက်နှစ်ထဲမှာမှတန်စကားထဲပြန်ဝင်လာဖို့ရှိနေတာကြောင့်ဂျာထဲမှာဒနီဇမ်ဘိုဝန်ကာကိုပဲခပ်ပတ်ကောက်ကွင်းပွဲတစ်ပွဲစီစဉ်ပြီးဖို့လည်းရှိနေပါလေ။ဝမ်ချမရှင်းရဲ့တည်ယဝင်လူမှုကွန်ရက်စာမျက်နှာတွေကနေပြီးတော့မှ ဒန်နီဇမ်ဘိုဝန်ကာရဲ့ပရမဇုံတော်ချန်ပီယံခပ်ပတ်ကောက်ွယ်ပွဲမှာဘဒူနဲ့ထိုးတက်သွားတင်တယ်လဲဆိုပြီးတော့ပရိသတ်တွေကိုမိခွန်အနေနဲ့မေးမြန်းထားတာရှိပါတယ်။လက်ရှိဝမ်ချမ်ပီယံရှစ်ရဲ့အမျိုးသမီးအတန်ဝိတ်မှာဆိုရင်တော့ခပ်ပတ်လူခွင့်ရနိုင်ချေအများဆုံးကတော့ဂျပန်ဖိုက်တာအာယာကာမီရာပင်ဖြစ်ပါတယ်။ဒီမှာကတော့စရောဝိတ်တန်ကနေအတန်ဝိတ်တန်ကိုဆင်းလာခဲ့ပြီးတော့ငါးပွဲဆက်တိုက်ကိုအနိုင်ရရှိထားခဲ့တဲ့ဖိုက်တာတအူးဖြစ်ပြီးတော့နောက်ဆုံးပွဲမှာဆိုရင်လည်း retro focus ကိုအနိုင်ယူပြထားနိုင်ခဲ့သူဖြစ်ပါလေ။လက်ရှိအန်တန်ဝိတန်ရဲ့ ranking မှာဆိုရင်လည်းအဆင့်နှစ်နေရာမှာရပ်တည်နေတဲ့ fighter တဦးဖြစ်ပါလေ။ဒါကြောင့်ခပတ်လူခွင့်ပေးတင်တဲ့အနေအထားရှိနေတယ်လို့ပြောလို့ရမှာဖြစ်ပြီးတော့တနီဇမ်ဘဝန်ကနဲ့အယာကာမီရာတို့ရဲ့တွဲဆိုင်ကလည်းဖြစ်လာနိုင်ချေရှိနေပါလေ။စတန်ဖက်တဲ့ပြမလာခင် အထိကတော့တနီဇမ်ဘဝန်ကအနေနဲ့ချန်ပီယံဖွဲ့ကိုစက်ကင်ထားနိုင်ပါမလားဆိုတာကတော့ဆောင်းချီတွားရမှာဖြစ်ပါလေ။ ဘီတလီဘီတက်ချ်ဟာဝမ်ချမ်ပီယံရှစ်မှာကာလရှိရှိနေတဲ့ဖိုင်တာတဦးဖြစ်တယ်လို့မီဒဝီချမ်ပီယံဟောင်းတဦးလည်းဖြစ်ပါတယ်။သူဟာ2015ခုနှစ်ဒုံကတဲ့ကဝမ်ချမ်ပီယံရှစ်မှာထူတက်ခဲ့တာဖြစ်ပါတယ်။အော်လာနဲ့လည်းမဟာပြိုင်ဖက်တွေးလို့ပြောလို့ရမှာဖြစ်ပြီးတော့၃ချိန်တိုင်ထိတိုက်တွေးဆုံခဲ့ပါတယ်။ဝမ်မာဘီတက်ချ်နောက်ဆုံးထူတက်ထားခဲ့တဲ့ပွဲကတော့2022ခုနှစ်ဒုံကရိုင်းနီးယားဒရိုက်တာနဲ့ခပ်ပတ်လူပွဲပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာတော့ရိုင်နီယာကပဲပထမအချီမာတင်ချုပ်ပတ်နယ်ပွဲတင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းကလေးကဘစ်တက်စတီးယားဝမ်ချမင်းရှစ်မှာပွဲမရတော့ဘဲကြောင်းထူးထားခံနေခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးမှာဝမ်ချမင်းရှစ်နဲ့ဗီတလီဘစ်တက်စ်တို့ကြားပြဿနာတွေဖြစ်ခဲ့ရပြီးတော့လမ်းခွဲသွားခဲ့ရပါတယ်။လမ်းခွဲကမှာဘစ်တက်စ်ကဝမ်ချမင်းရှစ်ရဲ့အင်ဂျီကိုစုပ်ပြဲတဲ့ဗီဒီယိုကိုပါတင်ခဲ့သေးပါတယ်။ ဝမ်ချမရှင်းနဲ့လန်ခွင်းပြီးတဲ့နောက်ပိုင်းမှာတော့ဘစ်တက်စ်တောင်ရုရှားအခြေစိုက်ဖြစ်တဲ့ ACA ဆိုတဲ့အဖွဲ့အစည်းကိုရောက်ရှိသွားခဲ့ပါလေ။အဲဒီမှာလဲသူ့အနေနဲ့အဖွင့်မလှခဲ့ပင်ပွဲဦးထွက်မှာလီယိုနာဒိုစီဗာကိုအလဲထိုးနဲ့ရှုံးနေသွားခဲ့ရပါလေ။ပွဲဦးထွက်ကပြီးခဲ့တဲ့နှစ်ဇွန်လထဲမှာဖြစ်လို့ကြားထဲမှာတနည်းလောက်ပွဲဝေးနေခဲ့ရပြန်ပါလေ။ဒီလထဲမှာတော့ ACA အဖွဲ့အစည်းကဘစ်တက်စ်ကိုပွဲပြန်စီစဉ်ပြီးခဲ့ပြီး ရုရှားဖိုင်တာတဦးဖြစ်တဲ့အာသာအာသာခော့ဆိုတဲ့ဖိုင်တာနဲ့ပွဲတည်ပြလိုက်တာဖြစ်ပါလေ။ပြန်ဖက်ကလည်းပွဲအတွေ့ကြုံရင့်တဲ့ဖိုင်တာတဦးဖြစ်ပြီးတော့27ပွဲနိုင်10ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါလေ။ဒီပွဲရဲ့ဒုတိယအချိန်မှာဗစ်တလီဗစ်ဒက်ကပြန်ဖက်ကို ground and pound မှာထူထောင်ခဲ့ပြီးတော့ပြန်ဖက်လည်းတော်တော်လေးကွင်ပြေးသွားခဲ့ရပါလေ။ တွေးထွက်လဲလုံနေတာဖြစ်တာကြောင့်ဒုတိယအချီပြီလို့နားတဲ့အချိန်မှာဆရာဝန်ကဆက်လက်ရှင်းပြန်ခွင့်မပြုတော့ဘဲပွဲကိုရပ်လိုက်ပါတယ်။ဒါကြောင့် Vitaly Bindesh အနေနဲ့ Doctor Stoppage နဲ့ ECA အဖွဲ့အစည်းမှာနိုင်ပွဲစတင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်ပဲ Bindesh ကို ECA ဖက်ကပွဲမွေးထားပဲနောက်တစ်ပွဲဖန်တီးပေးလာနိုင်ချေရှိနေပါတယ်။လက်တလောပိုင်းမှာတော့အွန်လိုင်းရဲ့ပြိုင်ဖက်ဟောင်းကြီးကတော့တခြားအဖွဲ့အစည်းတွေမှာ အနိုင်ရလက်တွေစုခုနေနိုင်ကြပါလိမ့်။အောင်လကလည်းပိုလန်အခြေစိုက်ဖြစ်တဲ့ KSW အဖွဲ့အစည်းနဲ့တည်င်းတွေစတင်ထွက်ရှိနေတာတွေ့မြင်နေရပါလိမ့်။ဒါကြောင့်အောင်လအနေနဲ့လည်းအနာမြူခင်မှာအဖွဲ့အစည်းပြောင်းပြီးစွန်စားကြည်တင်တလားဆိုတာစဉ်းစားစရာဖြစ်လာခဲ့ပါလေပြည်သက်တွေအနေနဲ့ရောဘလို့မျိုးသဘောရပါသလဲဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်လာမယ့်နေ့ဒီမှာလဲအကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို ဆက်လက်စူးစီးတုံ့တက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ဆောင်မျောကြည့်ရှုဖို့ဒီကနေ့အားလုံးကိုနှွေးထွေးစွာဖိတ်ခေါ်လိုက်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတိုင်းရပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ